Hello အလုံးမင်္ဂလာပါဖိုးမချန်ကနေကြိုဆိုပါရစေ Manchester City ကတော့လက်ရှိ Rinaldo ဘာလို့ကိုခေါ်ယူဖို့အတွက် Hey Wee Guri ဘာတွေဖြစ်เนาะပုံကိုကြီးဆိုင်ရာရောကလပ်အသင်းတစ်ခုကြားထဲမှာကော Euro တန်း80နဲ့အပြောင်းရွှေ့အတွက်သဘောတူညီမှုတွေနှုတ်အားဖြင့်ရအပြီးမှာနောက်ထပ်ကစားမကောင်းတွေကျွန်တော်ထပ်ပြီးတော့ခေါ်နေတယ်လက်ရှိဆိုလို့ရှိရင်တော့ Lyon ကနေပြီးတော့မဖြစ်မနေထွက်မယ်ဆိုပြီးတော့ပြောထားတဲ့တောင်မန်ကစားမနံပါတ်10ရုပ်မှာလည်းကောင်းကောင်းကစားနိုင်တဲ့ Ryan Chagi ကတော့ မန်ချက်စတာစီးတီးကိုပြောင်းဖို့အတွက်ပုံကိုရေးဆိုင်ရာသဘောတူညီမှုရသွားခဲ့ပြီဖြစ်ပါတယ်မန်ချက်စတာစီးတီးကတော့မကြခင်မှာကျွန်တော်ဒီ Lion ထံကိုနော်ကျွန်တော်လာမယ့်နိုင်ပိုင်းအတော်တွင်းမှာကိုပဲတရားဝင်ကန့်လန့်မှုတွေသူတို့လုပ်တော့မယ်ဆိုတော့အဲ့ဒါပြီးပြီဆိုတာနဲ့ပေါ့နော်ကလပ်တင်းတစ်ခုကြားတဲ့သဘောတူညီမှုတွေဘာတွေရ Ryan Chakiku ခေါ်ပြီးပြီဆိုတာနဲ့ Manchester City ကတတိယမြောက်ခေါ်ယူမှုဖြစ်တဲ့နေ့မှာအိမ်နူရီကိုရအောင်ကြိုးပမ်းမှာဖြစ်တယ်ဆိုပြီးတော့ Fabrizio Romano ကကျွန်တော်ဖော်ပြထားတယ်ဆိုတော့ဒါဒီ Manchester City အနေနဲ့ ဒီညရာဒီပြောင်းရှုမှာအမှန်ကန်အလုတ်လုတ်နေတာဗောနော်ဆိုတော့နီးပြဖြစ်တဲ့ဂွာဒီယိုလာကတော့ကျွန်တော်ပြောဘူးတယ်ဗျဒီယာဒီကုန်ကန်ဒီမှာဘာပြောလဲဆိုတော့မန်ချက်စတာစီးတီးမှာသူကစားသမားတွေအများကြီးသူမလိုချင်ဘူးဗောနော်ကစားသမားနင်းနေနေပဲသူတွားကျင်တယ်ဘာလို့လဲဆိုတော့ကစားသမားတွေများတဲ့အခါမှာဒီကြံတဲ့အည်တွေးမြင့်ကစားသမားတွေပြိမဲ့လေလို့သူမတုံးရဘူးမတုံးရတော့ကစားသမားတွေမှာကထင်တယ်လို့ဖြစ်မလားဖြစ်တဲ့ကစားကွင်းတွေမရတော့ အားလုံးကသူ့ကောင်းမွန်ကြီးပဲလာတာပေါ့ဒါပေမဲ့လူစင်းတွေများတော့လေသူ့အနေနဲ့ဆုံးဖြတ်ရတာတွေအရန်ခက်တယ်ဒီလူတွေကြီးပဲယွေးနေရတဲ့ခါမှာကျန်တဲ့သူတွေကမကစားရတော့ဘူးဆိုတော့လူစင်းမလိုချင်ဘူးပေါ့ဗျာဒါပေမဲ့လည်းလို့ပေါ့နော်ဂွာဒီယိုလာထွက်အောင်တမင်လုံနေတဲ့အချိန်ဒီမှာတော့ရှိတယ်မန်ချက်စတာစီးတီးကဘာလို့လဲဆိုတော့လူစင်းအများကြီးကိုမလိုချင်ပါဘူးဆိုတဲ့မန်ချက်စတာစီးတီးကပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာလည်းအဆင်မပြေတာနဲ့တန်း200ကျော်ကျွန်တော်တုံးပြီးတော့ဂွာဒီယိုလာကိုကျွန်တော်ခေါ်ပေးတယ်အဲ့ဒါနဲ့ကျွန်တော်မလုံလောက်သေးဘူး ဒီနေရာဒီအပြောင်းရွှေ့မှာဆိုလို့ရှိရင်ယူရိုတန်80နဲ့เนาะတန်80နဲ့ကျွန်တော်တို့ဒါအဲရိုင်နာကိုကျွန်တော်ခေါ်ဝတ်သဘောတူညီမှုရသွားပြီဒါအပြင်နောက်ထပ်တန်30ဝန်းကျင်35တန်ဝန်းကျင်ဒီကျွန်တော်တို့ပေးရမယ်ရိုင်ယန်ချာဂီကိုလည်းသူတို့တွေခေါ်ဖို့အတွက်ကစားမားနဲ့ပုံကိုယ်ဆိုင်ရာသဘောတူညီမှုရသွားပြီအခုရိုမန်နူပြောသလိုပဲအဲ့ဒါပြီးတာနဲ့ဝူဘာဟန်တန်စီကနေပြီးတော့23နှစ်ရွယ်လားမသိဘူးနော်အဲ့နူဒီကိုတန်40ဝန်းကျင်နဲ့သူတို့ထပ်ခေါ်ဦးမှာဒါတွေမပြီးသေးပါဘူးမန်ချက်စတာစီးတီးကနောက်ထပ်အပြောင်းအရွှေ့တွေလည်းကျွန်တော်လာဖို့ရှိတယ်ဆိုတော့ ဂွာရီယူလာကငါတော့နော်ဟိုလုံးဝကစားမစင်းအကြီးကြီးကိုငါမလိုချင်ဘူးအဲ့လိုသာဆိုလို့ရှိရင်တော့ငါထွက်မယ်ဆိုပြီးတော့ပြောထားတယ်ဂွာရီယူလာတကယ်ထွက်မလားဒါမှမဟုတ်မန်ချက်စတာစီးတီးကပဲလူစင်းကိုတေချာစီစစ်ပေးမလားစောင့်တော့ကြည့်ရမှာပေါ့လေဒီပဲလျှောက်ပြောသလားဆိုတော့နော်တေချာတာတော့မန်ချက်စတာစီးတီးကတော့ပြီးခဲ့တဲ့ရာသီမှာတော်တော်ကိုကြာရှုံးခဲ့တဲ့ရာသီတခုကိုသူတို့နော်ရင်ဆိုင်ခဲ့ရတယ်ပေါ့ဒါဂွာရီယူလာပြောစကားဘာကြောင့်လဲဆိုတော့သူတို့အနေနဲ့ဘာဖလားမှအောင်မြင်မှုမရခဲ့ဘူးပေါ့နော်ဒါပေမဲ့လို့အဲ့လိုအဆင်မပြေဘူးဆိုတဲ့ရာသီမှာတော့မှ Champions League ဝင်ခွင့်ညီပါရရခဲ့တယ် ဒါပေမဲ့ Manchester City ကငွေ3လုံးက3နဲ့ပဲကျွန်တော်ခုနပြောသလိုပဲဇန်နဝါရီပြောင်းရွှေ့မှာခေါ်ခဲ့တဲ့ကစားသမားတွေထဲမှာ Omar Mamouche ကလွှင့်ကျန်တဲ့ကစားသမားတွေအရန်ကုန်နဲ့မမြင်ဆက်တဲ့နေဖြစ်ကုန်ပြီဒါလာမယ့်ရာသီကြာလို့ရှိရင်တော့ပြောင်းလဲကောင်းပြောင်းလဲမှာပေါ့လေနော် Kusanov တို့ပါတို့လည်းအသက်ငယ်သေးတယ်ဆိုမျိုးလို့ရရောက်လာလာချင်းကျွန်တော်3နဲ့နှစ်ပွဲလေးပြီးရောကျွန်တော်ဒါပယ်ပလိုက်တယ်ဒါပြင်ကျွန်တော်အနေနဲ့ဒီကွင်းလေကနီကိုလိုပါလို့ဆိုလို့ရှင်လည်းပဲကျွန်တော်ကနောက်အကြောမတုံးတော့ဘူးဒါမျိုးတွေဖြစ်လာပြီ ဖြစ်လာပြီဆိုတော့နွေရာသီပြောင်းရွှေ့မှာလည်းအခုတကယ်ကောင်းပါတယ်ဆိုတဲ့ Ryanair တို့ကိုကျွန်တော်ခေါ်ထားတယ်တကယ်ကောင်းပြီးတော့ quality မြင့်တဲ့အသက်ငယ်သေးတဲ့ Ryan Chucky တို့ကိုကျွန်တော်ခေါ်ထားတယ်အဲ့နူဒီလည်းကျွန်တော် Premier League အတွေ့အကြုံကြီးကစားမှရောက်လာဦးမှာလူစင်ရင်းတွေကအမှန်ကန်များနေပါပြီဆိုတော့ Manchester City ရဲ့ဘက်ကတချို့ကစားမှတွေထုတ်ဖို့ရှိတယ်ဆိုပေမဲ့ City ရ player တွေကိုခေါ်ဖို့နဲ့ပတ်သက်လို့ဘာတည်မှန်တူချာချာကြီးအများကြီးထွက်နေတာမရှိသေးဘူးဒါအပြင်လူငယ်ကစားမှတွေကိုလည်း Manchester City ကခေါ်ဖို့လုပ်နေတယ်ဆိုတော့ Manchester City တို့ရဲ့နောက်ထပ်ခေါ်ယူမှုတွေလာနေပြီပေါ့ဗျာ နီးပြားဖြစ်တဲ့ပတ်ကွာဒီယိုလာအတွက်သူဘယ်လိုမျိုးထပ်ပြီးတော့ကြိုးပမ်းမလဲကျွန်တော်ကြည့်ရမှာပဲသူကတော့ CD ရဲ့တောင်းရှိသူတွေကိုကစားမားတွေအများကြီးခေါ်မပြီးဘူးเนาะလူစရင်တူနေအများကြီးကိုသူမလိုချင်ဘူးဆိုတာမျိုးတွေကျွန်တော်ပြောထားတယ်ဒါတော့လည်းပဲ Manchester City ရဲ့ဘက်ကတော့လက်ရှိမှာဖြစ်တင်လာတဲ့ပူလေးပေါ့နော်။ပြောင်းရွှေ့တွေကျွန်တော်လုပ်နေတယ်ဆိုတော့ Chagiro ဘာလို့ဆိုလို့ရှိရင် တကယ်ကောင်းတဲ့နေရာမှာပါတယ်။ဒါပါတော့ Kevin De Bruyne ကိုသူတို့လက်လွတ်ရတော့မယ်။ဒီနေ့မှာ Ryan Chagiri အများကြီးပူပြီးတော့ကောင်းတဲ့ဒီ De Bruyne ဆိုတာထက်ပေါ့နော်။လက်ရှိမှာတော်တော်လေးကောင်းတဲ့ကစားမားပါ။ အဲမဲ့လို့သူတို့မှာ Foden တို့ပါလို့ကျွန်တော်ရှိတယ်။သို့တော်လည်းပဲ Manchester City က Foden တို့ပါလို့ကို De Bruyne နေရာပေးဖို့ဆိုတာထက်သူအနေနဲ့ Chagi တို့ပါလို့ကစားမိုင်းနဲ့ပြန်အစားထိုးတယ်။တောင်ပန်မှာသလို့ရှင်လည်းပဲကျွန်တော် Manchester City မှာတောင်ပန်ကစားမားတွေအများကြီးပဲနော်ရောင်းမထုတ်သေးတဲ့ကောင်တွေရောရောင်းထုတ်လို့မရတဲ့ကောင်တွေရောအတင်းမှာဆက်ပြီးတော့ရှိတာလို့မရှိတာလို့ကစားမားတွေရောအဆင်မပြေအဆင်ပြေတဲ့ကစားမားတွေရောလူငယ်ကစားမားတွေရောကျွန်တော်နီးပြပြတဲ့ Guardiola အတွက်လာမယ့်ရာသီကခေါင်းခဲစရာဖြစ်ကောင်းဖြစ်နေမှာပေါ့လေဒါပေမဲ့လို့ Manchester City ကတော့ဒီနေရာဒီပြောင်းရွှေ့မှာ ကစားသမားတွေကိုခေါ်တာရက်တက်မနေသေးဘူးပြီးခဲ့တဲ့ရာသီကဘာအောင်မြင်မှုမှမရခဲ့တဲ့နောက်ပိုင်းမှာအမှန်ကန်သူတို့ပြန်ပြီးတော့ပြောင်းလဲနေတာအသက်ရွယ်ရတဲ့ကစားမားတွေကိုလည်းသူတို့ရောင်းထုတ်ကောင်ထုတ်နိုင်တယ်သို့တော်လည်းပဲလက်ရှိအချိန်ကြီးကတော့အပြောင်းရွှေ့နေပတ်သက်လို့ပေါ့နော် AC Milan ကနေအငှားနဲ့ပြန်လာမဲ့ Walker တို့တောင်မှအကောင်ကောင်ကငယ်မသိရသေးဘူးဘယ်တင်းကိုပြောင်းမလဲဆိုတာဒါပေမဲ့ Walker ကတော့လုံးဝအတင်းကနေထွက်မယ်။ De Bruyne ကလည်းကျွန်တော်တို့က City Napoli ကိုသူပြောင်းမယ်။ဒါအပြင်ကျွန်တဲ့ Guma တွေကိုကွင်းလေတွေကိုကျွန်တော်တို့အပြောင်းလဲတွေဖြစ်လာဖို့ရှိတယ်။ ို့တော့ကစားမသစ်တွေမန်ချက်စတာစီးတီးကိုရောက်လာပါပြီเนาะနောက်ထပ်ကစားမခွင့်ပြုတွေလည်းကျွန်တော်မြင်ရတော့မယ်နီးပြဖြစ်တဲ့ပပ်ကွာတွေကိုလာဘလို၈ဆက်မလဲကျွန်တော်စောင့်ကြည့်ရမယ်เนาะဆိုတော့ညီကတို့နေနေရောလက်ရှိစီးတီးနေနဲ့နောက်ထပ်ဘယ်ကစားမတွေကိုခေါ်သွားဖို့ရှိသေးတယ်လို့ထင်ကြလဲချာကီတို့ရိုင်နာတို့အိနူရီယိုနေနဲ့မန်ချက်စတာစီးတီးကိုဘယ်လောက်ထိပူကောင်းဆွဲတင်ပေးနိုင်မယ်ကစားသမားတွေလို့ကျွန်တော်ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်